ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒုက္ခရဆိုတဲ့လူကြီးတယောက်ဟာနေစဉ်နေတိုင်းယထာရီပေါ်မှာပဲကြီးကျော်တွေကို လိုက်လံရောင်းချလိရှိပါတယ်။ဟေးပဲကြီးကျော်တွေချိုချိုချင်းချင်းပဲကြီးကျော်တွေပါ။ဆရာတို့ရင်ဆရာတို့ပဲကြီးကျော်စားကြအောင်မလား။အဲ့လိုနဲ့ပဲကြီးကျော်တွေကိုရောင်းရင်းနေပဲဒုက္ခရတယောက်သူ့ရဲ့အိမ်တော်စုကိုထောက်ပံ့ပေးခဲ့တယ်။ ဒါပေမဲ့လည်းသူခိယတယောက်ဟာသူ့ရဲ့အိမ်ကိုတော့တတိယစီမှာပေါင်နှံထားရတယ်။တနေ့မှသူခိယတယောက်ဟာနောက်ဆုံးရထားပေါ်မှာပဲကြီးကြော်ရောင်းပြီးအိမ်ကိုပြန်ရောက်လာတဲ့အခါတတိယကြီးကသူ့ကိုစောင့်နေရကို တွေ့လိုက်ရပါတယ်။လာပါလာပါသူခိယကြီး။လာပါငါဒီမှာရက်နေရဲဆိုတာမင်းကိုစောင့်နေရ။ဟေးတတိယကြီးဘာကိစ္စရရှိလို့လဲတတိယဒီလိုညှိနှက်တဲ့အချိန်ကြီးမှာဘာလို့ကျွန်တော်ရဲ့အိမ်ကိုလာရတာလဲ။ ုခိယဒါကမင်းရဲ့အိမ်ဟုတ်လားအိုးဟိုဟိုဒါကမင်းရဲ့အိမ်နဲ့လားအခုတော့ဟုတ်ပါတယ်ဒါပေမဲ့ဘလို့လောက်ကြမလဲဒါပေမဲ့နောက်ရက်အနေငယ်အတွင်းဆိုရင်ဒီအိမ်ကငါပိုင်ဖြစ်တော့မှာသူခိယမင်းကဒီနေ့ငါကိုအချာကြီးစောင့်ခိုင်းခဲ့တယ်အိမ်တော်မင်းကလူကြီးလူကောင်းဖြစ်လာပြီပဲကျေးဇူးပြုပြီးကျွန်တော်ကိုခွင့်လွှတ်ပေးပါတထေကျွန်တော်မှားသွားပါတယ်သူခိယ ဒီနေ့ကမင်းငါကိုပတ်စံပြန်ပေးရမယ်နောက်ဆုံးရမဟုတ်လားအခုငါ့ကိုပေးမယ်ပတ်စံတွေကဘယ်မှာလဲခုချက်ချင်းငါပတ်စံပေးကျွန်တော်ပတ်စံတွေကိုမစုဆောင်းနိုင်ခဲ့ဘူးတတိဟုတ်လားဒါဆိုအင်းတဲကထွက်သွားတော့ခုချက်ချင်းထွက်သွားတတိတတိသာအဲ့ဒီလိုလုံးမယ်ဆိုရင် အခုပဲကျွန်တော်မိန်းမနဲ့ကလေးတွေနဲ့ဘယ်သွားရမလဲတတိကျေစုပြီးပြီးကျွန်တော်ကိုနည်းနည်းလောက်တနာပါအောင်ကောင်းပြီသူခိယ ငါမင်းကိုနောက်ထပ်အချိန်နည်းရက်ထပ်ပြီးပြိမယ်။အိမ်နေရတဲ့ပတ်စံမရရင်ငါကတော့ဒီအိမ်ကိုငါပိုင်ပြီလို့လဲထင်လိုက်တော့မယ်။တတိကြီးဟာဒုက္ခရကိုချိန်ချပြီးထွက်ခွာသွားပါတယ်။ဒုက္ခရတယောက်အိမ်ထဲဝင်လာတဲ့အခါသူ့ရဲ့ဇနီးတဲ့ဆာလာနဲ့တမီးငယ်လေးနှစ်ယောက်ဖြစ်တဲ့တမီးလေးတွေချန်နီနဲ့မွန်နီတို့ကကြောင်ရွံ့တော်လုံးနေကြပါတယ်။ဘာဖြစ်ခဲ့တာလဲကိုတတိကအကိုကိုဘာပြောသွားတာလဲ။သူကကျမတို့ကိုအိမ်ထဲကနှင်ထုတ်တော်မှာလား။ ။တထေးကငါတို့ကို အချိန်နှစ်ရက်ပေးခဲ့တယ်။ဒါပေမဲ့လည်းနှစ်ရက်အတွင်းကိုကဘလို့လို့ပတ်စံရှာနိုင်မှာလဲ။ဒီနေ့ကျမကြောင့်ပဲကိုတီလာဒုက္ခရောက်နေရတာ။မဟုတ်ဘူး။မဟုတ်ဘူး။အဲ့လိုမပြောပါနဲ့ဆာလာ။မင်းကကျမရေးမကောင်းလေ။အဲ့တော့ကိုကအချားဘာလို့လုံနိုင်မှာလဲ။ဆာလာတယောက်ဟာသူ့ရဲ့ဒုတိယသမီးကိုမွေးပြီးရတဲ့ဆာလာရဲ့ကျမကြီးကဆူရလာပြီးစီယုံတက်ခဲ့ရတယ်။ အဲဒါကြောင့်ပဲသူခင်ရတယောက်ဟာတထေးစီကပတ်စံချေးယူခဲ့ရတဲ့သူခင်ရဟာသူ့ရဲ့အိမ်ကိုတထေးစီမှာပေါင်းနှံခဲ့ရပြီးတထေးစီမှာလိုအပ်တဲ့ပတ်စံတွေကိုချေးယူခဲ့ပါတယ်။ဒါပေမဲ့လည်းအိမ်နောက်မှာတော့သူခင်ရတယောက်ဟာအဲ့ဒီပတ်စံကိုပြန်မဆက်နိုင်ခဲ့ပါဘူး။သူခင်ရတယောက်ဟာထုကေစာရီကိုတွေ့ရင်တညာလုံးအဲ့လိုတော့မရခဲ့ပါဘူး။နောက်တနေ့မှာတော့သူခိယာဟာထုံစံအတိုင်းပေကြီးကြော်ရောင်ဖို့အတွက်ဘူတာယုံကိုသွားပြီးရထားပေါ်မှာ ပဲကြည်ကျော်ရေးဆိုင်ရောင်းပါတယ်။ပဲကြည်ကျော်ချိုချိုချင်းချင်းပဲကြည်ကျော်ပဲကြည်ကျော်ယူပါဆရာတို့လို့ပြောကားရောင်းပါတယ်။ဒါပေမဲ့လည်းနှစ်ရက်အတွင်းပဲကြည်ကျော်ရောင်းရုံနဲ့ဒုက္ခရအတွက်လိုအပ်တဲ့ပတ်စံအများကြီးကိုရမှာမဟုတ်ဘူး။ဒုက္ခရတယောက်ယထာပေါ်မှာပဲကြည်ကျော်ရောင်းနေတော့လူတယောက်ရဲ့ပတ်စံအိတ်ထဲကနေပတ်စံတွေနည်းနည်းလေးထွက်နေရကိုသတိထားမိသွားပါတယ်။အဲဒီပတ်စံအိတ်ထဲမှာလည်းပတ်စံတွေဟာအများကြီးရှိနေပါတယ်။ဒါကိုမြင်တော့ဒုက္ခရတယောက်ဟာ ကိုကိုကိုမထိန်ချုံနိုင်မဲပတ်ဆက်အိတ်ကိုခိုးယူလိုက်ပါတယ်။ဒါပေမဲ့လည်းတုခိယရဲ့လိုရက်ကိုအဲ့လူဟာသတိထားမိသွားပါတယ်။ဟဲ့တခိုးတခိုးဟဲ့သူငါပတ်ဆက်အိတ်ကိုခိုးသွားတယ်။ဖမ်းချစမ်းဖမ်းချစမ်းအဲ့လူဟာတုခိယကိုဖမ်းပြီးဘူတာယုံရဲ့ယထာဘောကဆွဲလိုက်ပါတယ်။ကျွန်တော်ခွလွတ်ပေးပါစီယာခွလွတ်ပေးပါ ကျွန်တော်ကတဘာဝအဖြစ်တခိုးမဟုတ်ပါဘူး။ကျွန်တော်ကအရန်စင်းရဲလို့ခွလွတ်လုပ်ရတာပါစီယာ။ဒါပေမဲ့စင်းရဲတာနဲ့ဘာဖြစ်လဲ။ မင်းတို့ကခိုးချင်လို့ကိုခိုးတာပဲနေမှာပေါ့အဲ့လူကြီးအားဒုခိယကိုဆူရစွာရိုင်းနေလိုက်ပြီးဘူတိုင်ယုံမန်နေဂျာစီခေါ်သွားပါတယ်ဆရာဒီပဲကြီးကျော်ရောင်းတဲ့သူကကျွန်တော်ပတ်ဆက်အိတ်ခိုးဖို့ကြိုးစားခဲ့ပါတယ်ကျေးဇူးပြုပြီးသူ့ကိုတခုလှုပ်ပေးပါအောင်ဒုခိယငါဘာတွေကြားနေရတာလဲမင်းကပတ်ဆက်ခိုးတယ်ပေါ့ဟုတ်လားကျေးဇူးပြုပြီးကျွန်တော်ခွင့်လွှတ်ပေးပါဆရာကျွန်တော်မှားသွားပါတယ်မရောဒုခိယငါခိုးမှုကိုခွင့်မလွှတ်ပေးနိုင်ဘူး ဒါပေမဲ့မင်းရဲ့ဒီလိုလုပ်ရတဲ့အတွက်ပြစ်ဒဏ်မရှိစေရဘူးအိမ်နောက်ပိုင်းကစားပြီးဒုက္ခရမင်းအနေနဲ့ဒီပူတာယုံမှာဘာမှရောင်းချခွင့်ရတော့မှာမဟုတ်ဘူးခွလပေးပါစရာကျွန်တော်မှားသွားပါတယ်ဒုက္ခရတယောက်ဟာငိုရိုးပြီးအတနာခံခဲ့ပေမဲ့လည်းဘာမှအကျိုးမရှိခဲ့ပါဘူးမနေဂျာဟာသူ့ကိုပူတာယုံကနေနှင်ထုတ်လိုက်ပါတယ်အခုတော့ဒုက္ခရမှာအလုံးမရှိတော့ပါဘူး ။သူခိယဟာအဖြစ်ပြက်အားလုံးကိုဆာလာကိုပြောပြပေးရနဲ့သူ့ရဲ့တမီးနှစ်ယောက်စာတင်ပြီးငိုယိုကြပါတယ်။ဖေဖေတမီးတို့ဒီအိမ်မှာဆက်နေလို့မရတော့ဘူးလား။အခုတမီးတို့ကတရောင်းစားလို့ရတော့မှာလား။မငိုပါနဲ့တမီးလေးတို့ရင်အဖေကိုခွန့်လွတ်ပါ။အဖေကအဖေတရားဖြစ်ပေမဲ့တမီးတို့တက်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။တုခိယရဲ့တမီးနှယောက်ဟာအိယာဝင်ပြီးရဲ့နောက်မှာတော့တုခိယနဲ့ဆာလာတို့ဟာစာတင်ပြီးငိုကြတယ်။နောက်တနေ့မှာတော့ တတိယသူ့လူတွေနဲ့အတူဒုခိယတို့ရဲ့အိမ်ကိုရောက်လာပြီးဒုခိယနဲ့သူ့ရဲ့မိသားစုကိုအိမ်ထဲကနေနှင်ထုတ်လိုက်ကြပါတယ်။တော်ပြီ။ငါနောက်ထပ်ရက်တွေထပ်ပြီးမဆောင်နိုင်တော့။အခုမင်းတို့တွေထွက်သွားကြတော့ခုချက်ချင်းတတိအဲ့လိုမလုပ်ပါနဲ့။အဲ့လိုဆို ကျမတို့တေးရလိမ့်မယ်။ဟုတ်တယ်။ဒါဆိုတေးလိုက်ကြတော့ဘသူကမင်းတို့ကိုတားနေလို့လဲ။ဘာပဲဖြစ်ဖြစ်ဒီကဘာပေါ်မှာမင်းတို့လိုလူတွေပေါ်ပါတယ်။ဒုခိယဟာသူ့ဇနီးနဲ့သမီးတွေနဲ့အတူထွက်ခွာသွားတယ်။ ဖေဖေသမီးတို့ခုဘယ်မှာသွားနေရတော့မလဲလာသမီးတို့တနေရရာကိုသွားကြည့်ရအောင်အဖေသမီးတို့အိမ်တလုံးတော့တွေ့မှာပါနော်အိမ်ရှာဖို့တော့အရန်ခတ်တယ်သမီးဒါပေမဲ့နေထိုင်ဖို့နေရာတခုတော့အဖေတို့တေချာပေါ့ရှာတွေ့ပါလိမ့်မယ်ဒုခိယတယောက်ဟာသူရဲ့မိသားစုကိုခေါ်ပြီးဘူတာယုံနာကိုရောက်လာပါတယ်ဘူတာယုံနဲ့နည်းနည်းဝေးရနေရာမှာယထာတွေ့ဟောင်းအချို့ဟောင်းယထာလမ်းပေါ်မှာရပ်ထားကြပါတယ် ဒုခိယတယောက်ဟာထိုယထာတွဲတွေကိုမြင်တော့လာသမီးသွားကြစို့ဆာလာငါတို့တွေဝေယထာနာကိုသွားကြစို့ဒါပေမဲ့ကိုကျမတို့ယထာထဲကိုဘလို့ဝင်ရမှာလဲယထာတွဲကတကားရိပိတ်ထားတယ်လေငါတို့ကယထာထဲမှာမဟုတ်ပဲယထာအောက်မှာနေကြမှာဆာလာဒုခိယဟာသူစနီနဲ့သမီးတွေကိုခေါ်ပြီးယထာတွဲဟောင်းနေနာကိုသွားပါတယ်ဆာလာဟာအင်ထဲကနေပစ္စည်းအနေငယ်ပဲယူလာခဲ့ပါတယ်အဲ့ဒီပစ္စည်းတွေထဲမှာလဲအိတ်ဟောင်းအချို့ပါလာတယ် ဆလာသာပစ္စည်းတွေနဲ့တူပါလာတဲ့အဲ့ဒီအိတ်တွေကိုရထားအောင်မြေပေါ်မှာခင်းလိုက်တယ်။သရမီတာစုဟာအိတ်တွေကိုဖြန့်ပြီးအဲ့ဒီနေရာမှာပဲနေထိုင်ကြပါတယ်။ထိုနေရာဟာအရန်ကောင်းပြီးမိုးရွာရင်လည်းအမိုးအောင်ရောက်နေခဲ့ပါတယ်။ဆလာနဲ့သူရဲ့တမီငယ်တို့ဟုမျောလင့်ချက်အနေငယ်နဲ့တရားချင်းစီမရှိကြပါမယ်လေ။မျောလင့်ချက်လုံးဝမရှိခဲ့ဘူး။အဲ့ဒါတော့မှပဲသူခိယာဟာနေထိုင်မှုနေရာတစ်ခုတွေ့ခဲ့ပါတယ်။ ဒါပေမဲ့အခုချိန်ထိဒုခိယဟာသူ့ရဲ့မိသားစုကိုဘလို့ကြွေးမွေးမလဲဆိုတာမသိသေးပါဘူး။လူကြီးဒုခိယဆလာငါတို့ယထာအောင်မြေပေါ်မှာနေရတော့ရခဲ့ပြီ။ဒါပေမဲ့ငါကလည်းအခုဘူတာယုံမှာပဲကြော်ရီထက်မထုတ်ရောင်းနိုင်တော့ဘူး။ယာဒူကြီးရဲ့တွေကငါကိုဘူတာယုံကိုလာခွင့်အောင်ပိတ်ပင်ထားတာ။ဘာမှမဖြစ်ပါဘူးကို။ကျမသမီးလေးနေရကလုံးကိုခေါ်ပြီးတရောင်းစားလုပ်ပါမယ်။အဲ့ဒါဆိုရင်တော့အစာစားဖို့အတွက်အဆင်ပြေသွားမှာပါ။ဟုတ်တယ်ဖေဖေ။ ။တမီးတို့သထောင်စားလုံမယ်။တမီးတို့တွေသထောင်စားလုံရင်လည်းပဲအဆင်ပြေအောင်နေကြမယ်။ဆာလာဟာသူ့ရဲ့တမီးနီယာကိုခေါ်ပြီးတကယ်ပဲဘူတာယုံမှာသထောင်စားဆလုပ်ပါတယ်။သူ့ရဲ့ဇနီးတွေနဲ့ကလေးတွေကလည်းစူးစားနေသလိုတူခီယာဟာလည်းဟိုနာဒီနာအလုရှာဖို့စူးစားနေပါတယ်။အိမ်လုံးနဲ့ပဲတူခီယာရိုမီတာစုရဲ့နေ့ရက်တွေဟာယထာအောင်မှကုံဆုံသွားခဲ့တယ်။ဒါပေမဲ့တူခီယာဟာအချိန်တွေသာကုန်လွန်လာခဲ့ပေမဲ့အလုံးမရှာနိုင်ခဲ့ဘူး ။ဘာကြောင့်လဲဆိုတော့သူခိယာဟာပဆက်အေးတခုဆိုရဲကောလာဟာလာက နေရာတိုင်းမှာပြန်နှံနေပြီ။အဲ့ဒီတဲ့ရင်ကြောင့်ဘသူကမှလည်းသူခိယာကိုမယုံချင်ကြပါဘူး။တနေ့အယောင်မှာတော့သူခိယာတယောက်ဟာယထာလက်မှမထိုင်နေပြီ။သူရဲ့မျက်လုံးထဲကနေလည်းမျက်ရည်တွေကစီးကျနေတယ်။သူခိယာရဲ့ဇနီးနဲ့သမီးတွေကတော့ပုံမှန်တိုင်းထောင်စားပဲလုံနေကြတယ်။အဲဒါကိုလေဘူတာယုံကိုရောက်လာတဲ့တထင်းနဲ့သူ့ရဲ့အမေဟာဆာလာတို့ကိုတွေ့လိုက်ပါတယ်။ ဆာလာတို့မိသားစုတရောင်စားလုံနေရကိုမြင်တော့တထေးကြီးဟာဒါမင်းတို့နဲ့တိုက်တန်တာပဲရော့ဒီနယ်ချက်ကိုယူလိုက်တထေးကြီးဟာသူ့အမေကိုအရန်ချစ်ပါတယ်တထေးကြီးရဲ့အမေဟာဖျားနေတာမလို့တထေးကသူ့ရဲ့အမေကိုမြို့ထဲကစီရင်ကိုခေါ်သွားဖို့ပြင်ဆင်နေပါတယ်အဲဒါကြောင့်တထေးကြီးဟာဘူတာယုံကိုရောက်လာရတာဖြစ်ပါတယ်သာဗမေယုတ်တဲ့သူရဲ့အမိဟာချီချော်ပြီးယထာလန်းမော်လေးကြာသွားပါတယ်။အဲ့ဒီအချိန်မှာပဲယထာလန်းမော်ကိုလည်းယထာဒစင်ဟာဝင်လာနေတယ်။ အမေအမေအိုးမေဘာဖြစ်တာလဲမေတရေကြီးကတစ်ဖက်ကနေယထာလာနေရကြောင်းပဲသူဟာယထာလမ်းပေါ်ဆင်းဖို့ကြာရွံ့နေပါတယ်ယထာဟာတဖြည်းဖြည်းနဲ့အရန်နီလာတာကြောင်းပဲလူတိုင်းကမျက်လုံးတွေပိတ်လိုက်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲသူခိယဟာပြေးလာပြီတတိယရဲ့အမီလက်ကိုဖန်ဆွဲပြီးပလက်ဖောင်းပေါ်တင်ပေးလိုက်ပါတယ်။ဒါပေမဲ့သူခိယကတော့ယထာလန်းကနေပြန်မတက်ရသေးခင်ပါပဲ။သူခိယကိုယထာဟာတိုက်သွားခဲ့ပါတယ်။သူခိယကတော့ ကံကောင်းတဲ့အတွက်သူ့ရဲ့ညာဘက်ခြေတော့ပဲကျိုးသွားပြီးတေတော့မတီးခဲ့ပါဘူး။ဒါကိုမြင်တော့တထရဲ့မျက်လုံးတွေဟာမျက်ရည်တွေနဲ့ပြည်လာပါတယ်။သူခိယမင်းကငါ့မိကိုကယ်ဖို့တန်းနဲ့မင်းအသက်ကိုစွန့်စားခဲ့တယ်။ငါကမင်းကိုဒီလောက်ကြီးထိအနည်းရပေးခဲ့တာတော့မှပဲမင်းကတော့ကောင်းတဲ့လူပဲဖြစ်နေတယ်။တထရဲ့ကြီးဟာသူ့ရဲ့ကိုယ်ပိုင်ပတ်စံနဲ့ပဲသူခိယကိုဆေးကုပေးခဲ့ပြီးသူ့အိမ်ကိုပြန်ပေးခဲ့ပြီး ပိုင်ဆိုင်မှုတွေနဲ့အတူသူခိယာကိုသူ့ရဲ့ကုမ္ပဏီမှာလည်းအလုပ်တစ်ခုပါပေးခဲ့ပါတယ်။ဒီလိုနဲ့ပဲသူခိယာရဲ့ဘဝကြောင်းလဲသွားခဲ့ပါတယ်။အဲဒါကြောင့်မဲမကောင်းမှုကိုကောင်းမှုနဲ့သာဖယ်ရှားနိုင်တယ်လို့ဆိုကြတာပါ။ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါဦးနော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်